မဟုတ်ဘူးအမင်းကလေမင်းကိုမွေးပြီးရေသွားချိုးတာဆိုတော့သူ့သားဖြစ်ဒါတော့တစ္ဆာသွန်းတော့မယ်ကွန်းတော့ဟုတ်ပြီနော်ဒါဆိုရင်ဇာလန်ပေါ်သွားပြီအဲ့ဒီတနေ့တည်းမှာတင်အမင်းနဲ့သမီးကမောင်နဲ့သားကိုပါလင်တော်ထားတော့မှဟာဆိုတော့အဲ့တော့မှသူကကွန်းစော်ကြီးတက်တယ်တက်သွားပြီကွန်းဘာတက်သွားပြီပြဿနာတက်သွားပြီဆရာတို့ရဲ့အဲ့ဒီမှာသူပြောတဲ့စကားလေးတို့ကြည့်အောင်ကွန်းစော်သူနဲ့တရီမထေးရဲ့နာမည်ကိုဂင်းကာတိရိယာ ထေရသူဆိုရတယ်ဘာတဲ့ဘာမထေတဲ့လဲအဲခင်ငါတိရိရခင်ငါတိရထေရဟုတ်လားကောသောအဲ့ဒီမှာကြည့်သူဘာပြောလဲဆိုလို့ရှိရင်ဒီမှာကြည့်နော်အိမသမိန်ဘုရုပါရီတန်တရီတန်တရာတန်တရာတန်တရာနဲ့တန်တရံတော်ကျင်းလဲ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 ရှိသောအိမသမိန်ဘုရုပါရီငါတို့ဖယံရှင်ရဲ့သာသနာ၌တာဝတိယဉ်ညက်တရတာဂါပရိသသာပုတ်တော်တာဝတိပြည့်ရဲ့တထေသာရဲ့တယောက်တထေသာတယောက်ဖြစ်၍ ဓာတောတိနမံရှင်ကိုတ္တတတိဟလို့တာတိဟလို့ပြလိုက်ကောသောကရာဝတံဝတံတော်အိညာတိတောင်လူပေါင်းရောက်တဲ့ကမ္မအာဂမဏိယဌာနပေါင်းမသွားသင်မသွားတိုက်တဲ့မပေါင်းသင်တိုက်တဲ့နှမနဲ့အမေကိုအဇာနိုင်တော်မသိပဲနဲ့ဝိတိတ်ကမံကတ္တဝါလွန်ကျူးမှုတွေပြုပြီးတော့မှပုဏ္ဏအဂမရိယဌာနအပောင်းညတ်တော်သံဝေကဇာတော်သံဝေကရလုံးနှမလေးကိုလည်းမိမတော်အမေရင်းကိုလည်းတော်ပြီးဒီလောက်တောင်ဖြစ်လာတာကွာဆိုပြီးအနားရှိတဲ့ဓာထဆွဲပြီး ူကိုသူလည်းတတ်မယ်အမေကိုလည်းတတ်မယ်အဖေမြမလေးကိုလည်းတတ်မယ်ဒီလောက်ညဉ့်ညမ်းလာတဲ့ကာမဂုဏ်တော်ထဲမှာဒီလိုဖြစ်ရတဲ့ဘဝမျိုးနောင်လာနောင်သားတွေမဖြစ်အောင်ဆိုသုံးအောင်လုံးတတ်မယ်ဆိုဓာတ်ထွက်သူ့သူ့ရင်သူဓာတ်နဲ့ထိုးတော့မှာနှမလေးကစဆွဲတယ်ကိုရဲတဲ့မတတ်ပါနဲ့တကယ်တမ်းကကျမကိုတတ်ရမှာပါကျမလေးရှင့်ကိုချစ်မိလို့အကယ်၍ကျမများမဖြစ်ခင်အာမဟုတ်တဲ့အမေရက်ထပ်ဆွဲပြီးတော့မဟုတ်ဘူးအမေကလေအသုံးမချလို့ သားကိုအဲရေချိုးတဲ့နေရာကိုခေါ်မသွားမိလို့တမီးလေးကိုမထားခဲ့လို့ဒီလိုတွေစောစောတုန်းကများလေအဲ့ဒီကြောင့်နေသိရင်အမေတို့ဒီလိုဆိုးရွားတဲ့ဆန်ရွံ့ကြီးမဖြစ်ဘူးဆိုပြီးတော့ဒါကိုပြန်ယူပြီးတော့တို့တော့ညင်တော့နေရာကိုငါတတ်ပြီးတော့ငါ့ကောင်ကတတ်မယ်ဆိုတဲ့အချိန်မှာတတ်မှာဘာခံတာလဲဒီခန္ဓာကိုတတ်ရင်ငြိမ်းလားအခုရှိသားပြီအဲ့ကောင်ကအဲ့တော့မှငါသွားဖို့တယ်တားရတဲ့အမေသွားခဲ့တဲ့ဥပလွန်ထီရီမာကြီးတို့ဂေါရမီထီကမာဒရန်ဟန်တဝါပိဒရန်ဟန်တဝါ အဝိဇ္ဇာတဏှာကိုတတ်ရမယ်မာနကိုတတ်ရမယ်ဒုတ်တတ်မဲ့ခန္ဓာဒုတ်တတ်မဲ့အကောင်ကြီးကမှားနေတယ်ဗါတယ်လူသားတတ်မှာအဲ့ဒီခန္ဓာကြီးကိုတတ်လို့ငြိမ်းမလားသားလေးကိုတတ်ရင်လူသားမှုသားကအမေတတ်ရင်လည်းပင်စံနဲ့ညက်ကသားအမေတို့မှားနေတယ်အမေချတဲ့တရားတွေကလေတဏံပရိစ္ဆပရိယတနာကိုစားပရိယတနာအဲ့လိုအမေချတဲ့အဝိဇ္ဇာယနေဝတ္တလောကအဝိဇ္ဇာဘဝတနာအဒုက္ခအညဉ္ဏဝိဇ္ဇာလို့အမေချခဲ့တဲ့တရားတန်တွေရှိတဲ့နေရာကိုဒုသွားရင်တော့ တို့သိကျင်တဲ့အဖြေရတန်းကောင်းတယ်။အဲနှစ်ခုရှိသွားပြီ။မတက်တဲ့နဲ့ခန္ဓာကပင်ဆက်ခန္ဓာ၊တက်တဲ့နဲ့ခန္ဓာကကိစ္စခန္ဓာ။ခန္ဓာနှိမ်ကွဲအောင်ကြည့်လိုက်ဒီတရားလေးပေါ်သွားပြီ။ဆရာဦးတို့မောသူတို့ကဘာလို့တမ်းမလို့လဲ။မတက်တဲ့နဲ့ပရိညာတပ်ပဖြစ်တဲ့ပင်ဆက်ခန္ဓာအကျိုးခန္ဓာကြီးကိုသူကဘာလို့မလဲကိုစောင်း။တမ်းမလို့။အဲဒီအကျိုးခန္ဓာကြီးတက်တဲ့လား။မတက်တဲ့ဘူးဘယ်ဟာပယ်ရမှာလဲဥပါဒနဲ့ခန္ဓာကိုသိရမှာ။အေးအဲ့ဒါကိုမသိဘဲနဲ့အမေနဲ့အဖေတွေအကုန်လုံးနေရအမေရတဲ့သူ့သားကိုတတ်မယ်သမီးလေးတတ်မယ်နော်မောင်မတတ်မယ်မဟုတ်ဘူးလေမှားနေတယ်ကွန်းဆိုတာ။ဟော ရှင်ဩပလွန်ထေရီမကြီးလာခဲ့တာမဩပလွန်ထေရီမကြီးကသူတို့တရားပြတော့ခုနကမင်းကပြောခဲ့တာပဲပိယိဝိပယောကဒုက္ခအပိသံပယောကဒုက္ခပိယေသတ္တမြချစ်လန်းပါလေဆိုတဲ့နင့်ရဲ့လင်းနင့်ရဲ့သားတွေနင့်ရဲ့သမီးတွေနဲ့ဝိပယောကကိုွေကွင်းနေရရင်သတိဒုက္ခဆင်းရဲတဲ့ပြောစဉ်တုန်းကတော့အခုကိုရေပြပြီလေတန်ဝင်ကတည်းတန်သွားပြီလေအပိယိမချစ်မနဲ့တပါတဲ့ဆိုတဲ့ဟာဒီကောင်မလေးရဲ့အဖေလူမိုက်ကြီးနဲ့သံပယောကရှင်တွဲနေရရင်သတိဒုက္ခဆင်းရဲတဲ့ပြောတုန်းကတော့နင်းနားတဲ့ကိုမဝင် နှလုံးသားလည်းမရောက်ဘူးရံပိစံနဲ့လည်းပဲတံပိဒုက္ခနင့်ယောက်ျားလာခေါ်လိမ့်မယ်လို့တနေ့တနေ့လာနေနိုးနဲ့မျောခဲ့တဲ့အရာတွေမပြေဆုံးလားအဲ့ဒါလည်းဒုက္ခသစ္စာလို့ပြောတော့ကနားမဝင်တန်ခိတ်တင်နဲ့ပြစုပါရနဲ့ခန္ဓာလင်းကိုတန်းတာသားကိုတန်းတာနေတယ်သမီးကိုတန်းတာတဲ့အဲ့ဒီယောက်ျားဆိုတဲ့ပုံလေးတွေသားဆိုတဲ့ပုံလေးသမီးဆိုတဲ့ပုံလေးတွေပေါ်နေတဲ့ခန္ဓာအဲ့ဒီဥပါရဏခန္ဓာတွေတန်ခိတ်တင်နဲ့ပြစုပါရနဲ့ခန္ဓာဒီဥပါရဏခန္ဓာ၅ပါးဒီအချင်းချုပ်ဒုက္ခသစ္စာလို့ပြောစဉ်တော့ကလည်းနားမဝင်အခုတော့အဲ့ဒါပြန်အထုတ်မယ်ခွန်စောဟုတ်ပြီနော် စဒုက္ခယဉာဏဝိဇ္ဇာအဲ့ဒီသားကိုရတယ်လင်ကိုရတာတွေလိုရင်းနဲ့မရတာတွေဥပါဒနာခန္ဓာတွေဒုက္ခသစ္စာလို့မြင်လိုက်သည်ရှိသောအနမတကောယင်ပိတ်ခွေတန်တာတော်တန်နေရှိတယ်နော်ဘာလဲကွတော့တန်ညာကြီးဟာအလွန်ရှိပါတယ်ဆရာဦးလူမောရဲ့တန်ဥအရလို့မှတ်လိုက်တန်ဆိုတာပေါင်းစုံတာဥတန်ယောဂေဩပစိတ်တော်အယတိပုဒ္ဒတိဖြစ်မယ်သမှုရိယဆိုကွတော့ဖြစ်ပြီကွတော့ ဆိုတော့အဲ့ဒီသမုဒိယဆိုတာစုပေါင်းသွားတယ်တဲ့ကွန်းဆိုတာ။ဘာလို့စုပေါင်းလဲအဝိဇ္ဇာရဲ့အဝိဇ္ဇာနဲ့ကံနဲ့ပေါင်းသွားအောင်တဏှာကလှုပ်ပေးတယ်။ဟုတ်ပြီလားကွန်းဆိုတာ။အဝိဇ္ဇာနဲ့ကံနဲ့ပေါင်းသွားအောင်လှုပ်ပေးတယ်။အဲ့ဒါဆိုသမုဒိယသစ္စာဖြစ်သွားပြီတဲ့။ရမလား။ဘာဘာသစ္စာဖြစ်သွားပြီ။သမုဒိယသစ္စာဖြစ်သွားရင်ဒုက္ခသစ္စာနဲ့ဘာလို့မလဲ။ကတ်လိုက်လာပြီဟဲ့။ကြံပြောကြည့်တဲ့ အဲသမုဒိယသစ္စာဖြစ်တယ်ဒုက္ခသစ္စာကတ်လိုက်လဲအဲ့တော့အဲ့ဒီဒုက္ခလေးကိုမြင်သွားတယ်မြင်သွားတော့မှသူတို့သူတို့ဗာပြန်ပြောပြီဥဘောခုနကရာလေးရွတ်ပါပြီသားလေးရဲ့လေဒီကရာရွတ်တဲ့တူတူပဲဥဘောမတ္တဆတိတဆမယံအာသုံးတပ္ပတ္တိယောတသမေအာအဟုတ်သံဝေကောအဘုဒ္ဓောလောမဟံသောဥဘောမတ္တဆတိတဆမယံအမေနဲ့သမီးတို့သည်လင်လူမယားဖြစ်ကြပါပဲကုန်၏သံဝေကောသံဝေကာရီပြင်းစွာဖြစ်ပြီးအဘုဒ္ဓောလောမဟံသောစက်သိမ်းမွင့်ထိုင်မဖြစ်ဘူးမဖြစ်လိုက်တာဒီတဲ့တူကာမအတုစီ ကာမဂုဏ်တွေဒီမတန်ရှင်းမှာအနံ့ဇိုးတွေဖြစ်ပါတယ်ဆူးတွေမြဲလာတဲ့ကာမဂုဏ်တွေပါအခုကာမဂုဏ်မှာဆူးတွေမြဲတယ်အနံ့ဇိုးတွေမကောက်အနံ့ဇိုးတွေမစင်ကြယ်ဘူးတဲ့ယတ္တမာတာဇတိရဇသပရိယမယံအောင်အဲ့လိုဖြစ်တာဖြစ်ချင်းရောအမေအမေမမ်းမသိသာသာမမ်းမသိမယံမယံမမ်းမသိလင်လင်မမ်းမသိဖြစ်ခဲ့တာတဲ့ကာမေသူအဲ့ဒီကာမဂုဏ်တရားတွေနဲ့အာရဏုံဒိတ်သွားအပြစ်မြင်သည်ဖြစ်၍နိခမံကာမဂုဏ်ကထွက်မြောက်ခြင်းကိုခေမာတော့ဘေးအပြင်ဓာတ်တို့မြင်သည်ဖြစ်၍ ။ဒါအဲ့ဒီမျိုးသမီးတွေပပစဉ်ရာဇကီရာဇယုပီမာကွန်းဘာလုပ်ခဲ့တယ်လဲ။ဘေကုနီမှာဝတ်ခဲ့ပါတယ်။ဆရာဦးလိုမော်ကြီး။ဘေကုနီမှာဝဲဘရုကြီးမှာဝဲလဲ။အော်ဘလွန်တေဒီမှာကြီးမှာဘေကုနီမှာဝဲဝဲလဲဝဲပြီးတော့မှဟာသူတရားအထုတ်ပါတယ်။တရားတော့တော့သမီးလေးဒါဒီအကုန်လုံးပါဠိတွေကျောအကုန်လုံးကျင်းအကျဲအကျဲကိုအချင်းချုံလိုက်ပါပြီအဲ့ဒီဂါရာလေးဆုံးပြီးတော့ဒုက္ခသစ္စာဟောဟောပြီးတော့ဂါရာ၃ဂါရာအဆုံးပါတယ် ပုဗ္ဗေနိဝသံဇာနမိဒိဗ္ဗသကုံဝိသောရိတံကာမေကာမဂုံတရားတွေကိုအပြစ်လို့မြင်ပြီးတော့အနိစ္စဒုက္ခအနတ္တတင်လက္ခဏာကြီးတင်၍ဥပါရဏခန္ဓာဖြစ်ပြက်မြင်သူကပေါ်ပြီးတော့ပုံပြီးတော့ပူပြီးတော့ပေါ်တယ်ဗျနော်လင်းနဲ့ကြွေရတဲ့ဒုက္ခယောက်ကမတွေနှင်ချတော့ယောက်ကမတွေကိုတနှုတ်နှုတ်နဲ့ခလဲစားမြအဲ့မှာမကျေနပ်တဲ့ဒုက္ခတွေဥပါရဏခန္ဓာအစီသားနဲ့ကြွေရတာသမီးနဲ့ကြွေရတာအဲ့ဒီဒုက္ခတွေအစီအကုန်လုံးကိုယထာဘူတံဟောက်တိုင်းမှန်ဆိုတာပဇာနာတိသိနိုင်မှာတကောကိုယ်ဆိုတာ ဟုတ်ပြီနော်အဲ့လိုသိလိုက်တာပြင်းရင်ပုံဝေနိဝါဒဉာဏ်ဤအဘိညာဉ်ဤရတဲ့မြတ်စွာဘုရားသာသနာတော်မှာအာသောခေဉာဏ်ဤအဘိညာဉ်6တန်ရသောထေရီမာကြီးဖြစ်သမီးလေးရလေသူဘဝိတေကံဥပ္ပါကံမဘာရပံဧကတွန်တုဒ္ဓတိတာလမူလီကောင်းကပွန့်တဲ့အင်းချင်းပန်းလေးလို့သူသမီးလေးရလေဖြစ်သွားတားလေအဲ့ဒီသားကလည်းဂင်းငါမြေကမ်းနားမှာပဲနေပြီးတော့ကုန်းစော်ကြီးနော်ဘယ်ကသွားတော့ကာမဂုဏ်တွေကိုဆက်စုပ်ယွန်ရှာလွန်းတော့ သူကလည်းပဲကာမန္တအာရိနောဩကာရံသံကိရိသင်္ဆသံကိရတာတရားတွေကိုဆင်ခြင်ပြီးဂင်းကတိတာမထေရဲ့အမေလို့နာမည်တွင်သလုံးသမီးလေးနာမည်ကတော့သမီးရဲ့ဆန္ဒနာမည်တော့မပါဘူးအမေကတော့ဂင်းကတိရိယဂင်းကမြကန်းနံမှာနေတဲ့မထေရဲ့အမေဖုန်ကြီးလေးနာမည်ကိုတော့ဂင်းကတိရိယထေရတာဂင်းကတိရိယထေဂင်းကမြကန်းနံမှာနေတဲ့မထေမြို့တဲ့သူရွာတဲ့လည်းမသွားတော့ဘူးရှက်သွားတယ်လူတွေကိုလည်းမတွေ့ရင်တော့ပဲနဲ့ဂင်းကမြကန်းနံနေတရားထုတ်တဲ့ခါမှာ သူလည်းယဟန္တာဖြစ်ပါတယ်ဒါတော့ဆရာဦးလို့မို့ရပါတယ်လေဗုဒ္ဓမောရဏဘယံရှင်ရဲ့လက်ထက်မှာပါရမီတွေဖြည့်ခဲ့တယ်ဗုဒ္ဓမောရဗုဒ္ဓသာဘေကုသံဃေအနုဒ္ဓရေပတနာစိတ်တော်သူမနောပါဏိယကတမပါဏိယကတံပရိအဲ့ဒီဗုဒ္ဓမောရဘယံရှင်ရဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုကြီးညိုနဲ့စိတ်နဲ့ရည်လေးတွေဖြည့်ပေးခဲ့တာကလေဘဝနောက်ဆုံးညင်းညံတဲ့တောက်ရဲ့လှူတာဗျဘဗရကေဒုမေကေဝါအာဂသေးဝါထဘူမိယံ ယရာပါဏိယမိစ္ဆာမိခိပ္ပံနိဗ္ဗတကိမမတတသတိတောကပ္ပိယံဒါနမရန္တရာဒုက္ခရိနာဝိဇာနာမိတကဒါနတိတံဖလံရေလူခဲ့တဲ့ခြေစူးတဲ့ကိုယ်စော်ရေဟုတ်ပြီနော်အဲ့ဒီရေလူခဲ့တဲ့ခြေစူးလေးကြောက်အပူတွေချားမှနောက်ဆုံးမဲ့ညံဖုန်ညံဆိုတဲ့ရေစင်ရေအေးလေးကိုတွေ့ရပါတကောကိုယ်စော်ရေဟာရှင်ကောင်းတယ်ကိုယ်စော်ဘာလဲဘဒုံဘုရားဖယံရှင်လက်ထက်တည်းကပါရမီဖြစ်ခဲ့တာနော်အဲ့ဒီပါရမီဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်ကကိုယ်စော်ရေ အဝိနပန္နင်္ဂေနနိသိနသဇန်နုကေနာဘိဝသတိအလံဖာသဝိရရယဘိဒရသဘိခုနောသူတရားထိုင်နေတဲ့ခါမှာမိုးတွေရွာချရတာကောင်းဆိုရင်နော်အဲ့ဒါလိုမိုးသူသူခက်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 မနေတော့ဘူးထူးထူးခြားမတိန်နံမေတာလပတ္တနံထိုင်းရွက်ကလေးမိုးပြီးခန်းနန်းနေရတဲ့ဘဝကိုယွံမုံသွားပြီးရှစ်သမြန်စည်းစိမ်နေအကုန်လှုပ်ခဲ့ပြီးတော့ตาအတွက်ရှာခဲ့ရမရအတွက်ရှာခဲ့ရမိမအငယ်လေးအတွက်မိမအကြီးအတွက်အရင်မိမကိုရွှေဒီရွှေနှောင်းမွေးအဲ့လိုလုပ်ရတာ နော်ကိုတိယာကြီးရဲ့မရငငယ်လေးအတွက်ဆင်ဖို့မရကြီးအတွက်အဲ့ဒီရှာရတာမမောတွေ့တာတဲ့တဏှာတွေနဲ့တဏံပရိစ္ဆလာဘံလာဘံပရိယပရိယတနာအမေပြောတဲ့အမေရဲ့ဘိက္ခုနီမကြီးတွေပြောတာမှန်တယ်ဆိုပြီးစီစဉ်နေအကုန်လုံးစွန့်ကျဲလှူဒန်း၍တာလပတ်တတ်ထမ်းရွက်ကလေးမိုးတဲ့ကျောင်းလေးမှာနေတာတဲ့ကိုယ်ဆိုရေးနောက်ကိုယ်ဆိုနေပြီးတော့ခုနကတပြောတဲ့အတိုင်းမှာပဲအဲဂင်းကတိတာမထေသည်မသင့်တော်တဲ့အမေနော်အမေပေါ်မှာပြစ်မှားခဲ့မိတာဖြစ်ချင်းရောက်အဲ့ဒါတွေကို तू ကတောင်ဝေကတွေရာတနာချက်ကို ်နော်ဒါပေသိသူကလည်းဘာအကြောင်းလေးလှူခဲ့တာလဲဘုရမောရဘုရားရှင်ရဲ့လက်ထက်မှာတန်ဃာတော်ဘုရားရှင်ရဲ့တန်ဃာတော်တွေကိုရေလူခဲ့တဲ့အဲ့ဒီဣဒံဖလန်ဤကျိုးသည့်တကဒါနတအဲ့ဒါကြောင့်လို့ရေလူလိုက်တဲ့အကျိုးလေးကြောင့်ဒီလောက်ကိလေသာမီအပူတွေနဲ့တွေ့တဲ့အခါမှာဘေကုသံကတ္တပါဏိယံဒါသည်ပုံညကံမင်းနဲ့အဲ့ဒီကံမှုကံလေးကြောင့်ပဲခွန်းစော်ရေဘာတဲ့လဲသူသည်အဲ့ဒီကံလေးကြောင့်ပဲသူနောက်ဆုံးကိလေသာမီတွေငြိမ့်သွားပြီးတော့ ယင်ထဲမှာရှိတဲ့ကာမမြားတွေတန်ရောစင်မြားတွေကိုနှုတ်ပယ်၍အရက်တဖို့တို့ရောက်ခဲ့ပါကောကောဆောင်ဟုတ်ပြီနော်ဒါဆိုရင်ဘုန်းကြီးနာမည်ကဂင်္ဂမြေကန္နာနေတို့ဂင်္ဂတိရိယမထေအမေကဂင်္ဂတိရိယမာတာလို့အနမတကောယံဘိက္ခွေတန်တာတော့မာတရံပိတရံဟန္တဝမာတရံအမေဖြစ်တဲ့တဏှာကိုတတ်မယ်ပိတရံကိုယ့်ကိုအထင်ကြီးနေတဲ့အတ္တမိမာနကိုပယ်ရှားနိုင်ရမယ်ဒီအမေကိုဓာတ်နဲ့မထိုးအောင်ဒီမောင်လေးကိုဓာတ်နဲ့မထိုးရဘဲနဲ့တဏှာနဲ့အဝိဇ္ဇာကိုမြင်အောင်ကြည့်ပြီး အဝိဇ္ဇာတဏ္ဍာတွေဖန်ဆင်းလိုက်တဲ့ခါမှာကံနဲ့ပေါင်းလိုက်တဲ့ခါမှာအဝိဇ္ဇာတဏ္ဍာတို့ရဲ့ရှေ့မှာဥဆောင်ပြီးလွိုက်တဲ့ကံနေရာတစ်ခုမှကောင်းရင်မရှိဘူးတောင်းတရားကောင်းစဉ်ကိုမသိလို့ချစ်မိတာပါပြီပါပြီဘာတယ်ကောင်းစားကာတရားကောင်းစဉ်ခင်ဗျာနော်ဘာလဲလဲအဝိဇ္ဇာကြောင့်ဘာတယ်ကောင်းစားအဝိဇ္ဇာကြောင့်မဲဒီလိုချစ်မိတာပါအဝိဇ္ဇာကြောင့်မဲချစ်မိတာပါဖြစ်ခြင်းကြောင့်အဝိဇ္ဇာကိုဗမာလိုပြန်လိုက်တော့မတိလို့ချစ်မိပါသည်ဆိုတဲ့တရားဤရင်ပြပါပြီကောသောရမီနော်ဆိုရင် တန်တရာကြီးရဲ့ရှေးဘုံကန်ဆက်ဆရာတွေရဲ့လှည့်စားဘုံတွေဝိဇ္ဇာတဏှာတွေဥဆောင်နဲ့ကန်နဲ့သွားလိုက်တယ်ဆိုရင်ဘဝမလှောက်သို့တော့နောက်ဆုံးကိုလှူခဲ့တဲ့ကုသိုလ်လေးတွေရေလှူခဲ့တဲ့ကုသိုလ်ဆိုရေလှူတဲ့ကုသိုလ်ဒီနေ့တရားနာခဲ့တဲ့ကုသိုလ်တွေကလည်းအခုသူတိလရှိဘိက္ခုနီမတွေကြောင်းမှာတရားတွေနာခဲ့တယ်ဒါနားတယ်ညီတို့တွေအခုတရားနာသွားတယ်နားတယ်မရဘူးဒါနဲ့အပူနဲ့တွေ့လိုက်တဲ့အချိန်မှာတရားကတော့ကုညီပါလိမ့်နော်ဒီတိုင်းဘာမှမဖြစ်သေးဘူးဒါအပူနဲ့တွေ့တဲ့အချိန်မှာ တရားကအေးအခုကိရသမီးအပူတွေတောကပရိဒီဝဗျာပါဒစိုးရင်ဆိုင်နဲ့တွေ့တဲ့ချိန်မှာအရင်ကနာရတဲ့တဏှာကိုအမိပြုရဖြစ်တယ်ဆိုတာလေဒီဒုက္ခအညာဏဝိဇ္ဇာဒုက္ခကိုမသိတဲ့ဆင်းရဲဆိုအခုမှမှန်လိုက်တော့အခုဆင်းရဲလိုက်တာစောစောကဒီလင်လေးကိုချစ်တယ်လေတားလည်းသိရောအဲ့ဒီချစ်တဲ့အချစ်တွေရောတားပူတော်သွားပြီ တားပဲဩမသိလို့ချစ်မိတာဒီအဝိဇ္ဇာကြောင့်ငါဒီသားကိုငါလင်တော်ရတယ်တော်ရတော့လေတလင်ထဲမရဖြစ်တယ်မေမေနဲ့နှမမေနဲ့သမီးရတလင်ထဲကိုယူထားတော့ဒါတော့ဆိုးရွားတဲ့ဒိုးတော့ဆိုးရွားပုဂ္ဂိုလ်လောကမှာရှိသေးပါမလားဘယ်ဖြစ်ရမလားကိုယ့်ကိုတတ်သေးရမလားရေထဲခုံချရမလားသုံးယောက်ပဲအစိတ်တော့ရမလားနိုင်ငံညာမှာဖြည့်ရှင်းစရာမရှိဘူးတို့ထေရဝါဒမှာတော့ဘိက္ခုနီမှာကျောင်းကိုအုပ်လွန်အုပ်ပလွန်ထေရီမာကြီးဂေါရမီထေရီမာကြီးကျောင်းလာတဲ့ခါမှာဗာလဲရှင်းသွားတယ် တန့်မဲ့ဥစ္စာကဥပါဒณะခန္ဓာအဝိဇ္ဇာတဏမတန့်မဲ့ခန္ဓာကပြင်ဆက်ခန္ဓာပြင်ဆက်ခန္ဓာမတန့်မှကိရိတာတွေတက်နိုင်မှပြင်ဆက်ခန္ဓာကအငြင်းလေးရမယ်ဒိဋ္ဌိဝဓမေဖာတုကပရိနိဗ္ဗာန်စံယူသိမ့်နိုင်တယ်ဒါဆိုရင်ဒီတရားလေးကိုနားရက်နာရသောအဖြစ်ကံရဲ့သဘောတဘာဝတွေကိုသိအောင်ကြိုးစားပါဟုတ်ကောဆိုရင်အဲ့ဒါလေကံရဲ့သဘောတဘာဝတွေသိအောင်ကြိုးစားပါဆရာလို့မော်ပြောခဲ့ပါပြီနော်ဒါကြောင့်မလို့ခွန်ကြီးတို့နောက်တရားဝဲတစ်ဝဲလဲဆက်ဖို့ရှိပါသေးတယ်အဲ့တော့နောက်တရားဝဲကတော့ တို့ဘုန်းကြီးတို့တရားဝဲဆက်ဆရာရှိတာပြန်အခုတရားကိုညီကုန်းချောလိုက်ပါတယ်မတိ၍ချက်မိပါသည်ဆိုတဲ့တရားအင်နိတိတက်ပါတယ်အကံအဝိဇ္ဇာတဏှာတို့ကိုသိရှိနားလည်နိုင်ရသည်ဖြစ်ဖြစ်ကံဆက်ဆရာရဲ့ဆွဲဆောင်ရာကိုအဝိဇ္ဇာမတိပဲနဲ့မပါနိုင်အောင်ကြိုးစားအထုတ်နိုင်ကြပါစေခုံတည်းပြီးတော့အခုအဲ့ဒီမှာတတ်ရမယ့်ခန္ဓာနဲ့မတတ်ရမယ့်ခန္ဓာနှစ်အိမ်ကွဲပါစေတကယ်ပယ်ရမယ့်ကိရိတာခန္ဓာကိုမပယ်ဘဲနဲ့ပြင်ဆက်ခန္ဓာကိုပယ်ရင်ဟုတ်စီတာဒိဋ္ဌိ ဥပါဒณะခန္ဓာကြီးကိုထားရင်တတ္တရဒိဋ္ဌိကိလေသာတွေကိုယင်တဲ့အဝိဇ္ဇာတဏ္ဍာတွေယင်တဲ့ထဲ့ထားရင်တတ္တရဒိဋ္ဌိပယ်တဲ့ပယ်တဲ့အရာမပယ်မနဲ့မပယ်ပနဲ့မပယ်တဲ့မတတ်တဲ့နဲ့ပြင်ဆက်ခန္ဓာကိုတတ်ရင်အုတ်စေရဒိဋ္ဌိအုတ်စေရဒိဋ္ဌိနေမြသေသွားရင်အဲ့ဒီသုံးယောက်ယန္တာမဖြစ်ဘူးတတ္တရနဲ့အုတ်စေရကြာလွတ်အောင် ထွက်သွားနိုင်တဲ့မတိလို့ချစ်မိပါကြည့်စက်လန်းနဲ့ဇက်ဆောင်လေးလို့ခမရတို့တွေလည်းအဝိဇ္ဇာနဲ့တဏ္ဍာတတ္တရနဲ့အုတ်စေရကြာကထွက်နိုင်၍မငင်းဖုန်ညာ ရရှိခံစား၍အနုပါရိသေတနိဗ္ဗာန်ဝန်းဆန်နိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်တည်း